သင်လာစဉ်ဝစ်ကြိုးခန်းစားခွင့်များကိုလက်ခံရရှိပြီးနောက် food stamp ကတ်လိုမျိုးပဲ e-wick ကတ်ကိုတင်ရရှိမှာဖြစ်ပါတယ်။ပထမဆုံးအမည်စရင်းပေးသွင်းတဲ့ counter မှာ e-wick ကတ်ကိုပြုလုပ်ရမှာဖြစ်ပြီးတော့သင်နေတဲ့ကြိုက်နှစ်သက်ရာနံပါတ်လေးလုံးကိုပင်နံပါတ်ဖြစ်သုံးပြနိုင်ပါတယ်။ဆက်လက်ပြီး wick ကတ်ခွင့်ပြုထားတဲ့အစားအစာများကိုဈေးဆိုင်များမှာဘယ်လိုဝယ်ရလဲဆိုတာကိုလေ့လာကြည့်ရအောင်။သင်သည် ခနန်း16လုံးပါဤဝေကတ်ကိုရက်ခံရရှိမှာဖြစ်ပြီးအရိကတ်ကသင်နဲ့သိမိသားစုသာဖြစ်တဲ့အတွက်ကြောင့်ဖေးထားစွာတင်ထားဖို့လိုပါတယ်ဝိကမယရှိတော့အစားအစာများကိုဝယ်ယူပြီးနောက်စတိုးဆိုင်ရှိဝေရှင်းကောင်တာမှာသင်ရဲ့ပင်နံပါတ်၄လုံးကိုထည့်သွင်းပြီးဝယ်ယူရမှာဖြစ်ပါတယ်။သင်ဈေးသွားဝယ်တဲ့အခါမှာဝိကအခွင့်ပြုထားတဲ့ဒစိမ့်များနဲ့ဆိုင်းမုတ်ကတ်ထားတဲ့အစားအစာများတင်ထားတဲ့ဆင်ကိုရှာပါ ဝတ်ဌာနမှရရှိသောစည်ရင်းစာရွက်ကိုကြည့်ပြီးသင်ဝယ်ယူနိုင်တဲ့ပစ္စည်းများကိုရွေးချယ်ဝယ်ယူပြီးနောက်ငွေရှင်းနှင့်ခါရင်သင်ရဲ့ဤဝတ်ကတ်ကိုငွေရှင်းကောင်တာမှဆက်ထည့်ကိုထည့်ဆွဲရပါမယ်ပြီးတဲ့နောက်မှာတော့ပင်နံပါတ်၄လုံးကိုနှိပ်ပေးရမှာဖြစ်ပါတယ်ငွေပေးချေပြီးပါကသင်ရဲ့ဤဝတ်ကတ်ကိုတေချာစွာသိမ်းထားပါတင်ရဲ့ဝိတ်အကျိုးခံစား권များကိုဒီကတ်ထဲမှာပဲလာစဉ်ထည့်သွင်းပြီးမှဖြစ်တဲ့အတွက်ကြောင့်ဖြစ်ပါတယ် တင်းရဲ့အကျိုးခံစားခွင့်များကိုတလအတွင်းမကုန်ချင်းဝယ်နိုင်ပါတယ်။တင်းရဲ့လစဉ်အကျိုးခံစားခွင့်များရဲ့ရက်ဆွဲအစနဲ့ရက်ဆွဲ အဆုံးကိုလည်းသိချစွာမှတ်သားထားဖို့လိုပါတယ်။ဤဝက်ကတ်ကိုရိုးရှင်းလည်ကူစွာအသုံးပြုပြီးတင်းနဲ့တင်းမိသားစုရဲ့ကျန်းမာရေးအတွက်ခါရပြေဝါသောရွေးချယ်မှုများကိုပြုလုပ်နိုင်ပါတယ်။